Let us talk about Mr. Pranashal Myanmar. ဆောင်းကတော့ဒီဗီဒီယိုကိုသူများပြောတာတွေကိုတိတ်မလုပ်ချင်ဘူးကိုရဲ့အာပေါ်နဲ့ပဲအဲ့ဒီတင်နေရပေါ့နော်။ဆိုတော့ဒါပေမဲ့လည်းမနေ့ကဒီ Mr. Pranashal Top Model Challenge မှာမြန်မာလှမယ်အရန်စ조사ထားရတဲ့နဲ့မပါခဲ့ရတာဖြစ်တဲ့အတွက်ကြောင့်ဒီကိုရီအနေနဲ့မြန်မာတွေအနေနဲ့မြန်မာ view ကနေပဲဒီလိုမျိုးကြည့်မနေပဲနဲ့တခြားနိုင်ငံခြား foreign ဒီ pageant expert တွေကမြန်မာလှမယ်ကိုဘယ်လိုမြင်လဲဆိုတာကိုလည်းသိဖို့လိုတဲ့အတွက်ကြောင့်အခုလိုမျိုးဘာသာပြန်ပေးလိုက်တာဖြစ်တဲ့ โอเคสอตูก็บาပြောเลยสรเอาอะคูรอมิสซูเปอร์นาชั่นแนลเมียนมาจ้างก็ပြောลงบาได้ดีนี่มิสซูเปอร์นาชั่นแนลเปลี่ยนม้วนมาเมียนมาอ่ะแม้อเนเนี่ยดีดีปิ้นถันเนี่ยเปลี่ยนม้วนวินดีเนี่ยရှင်เปลี่ยนเนี่ยได้สรก็เลยยินรู้ไม่อยากบาบูอะทุทะเพียงอาชาနိုင်ငံတွေစီကပြန်ဖက်កောင်းများစွာရှိနေတယ်ဒါပေမဲ့မြန်မာကစီလှုပ်လိုက်တဲ့အလှမယ်ကလည်းအင်မတန်ပြင်ဆင်မှုအကောင်းနေဆိုတာကိုကျွန်တော်မျှတစွာသဘောပေါက်ရပါတယ်ကျွန်တော်အကြိုက်ဆုံးအချက်ကကြတော့သူမပြိုင်ပွဲအပေါ်မှာအာယုံစူးစိမ့်မှုအရန်ရှိတာကြောင့်ပြိုင်ပွဲဝင်တွေကြားမှာထူးခြားနေတယ် အချိန်လဲမှန်ပြီးစီမံစည်းကမ်းလိုက်နာမှုရှိတယ်။ပြိုင်ဘက်တွင်တဲ့မကဘူးစီစဉ်သူတွေမီဒီယာတွေ project အဖွဲ့ဝင်တွေနဲ့ပါရင်ကျေးစွာပြုပြောတတ်တယ်။သူမနဲ့အလုပ်လုပ်ရတာဟာအရန်နှစ်လောက်ပဲကောင်းတယ်။သူမနဲ့အတူရှိရတာကလည်းအရန်ကိုနှွေးထွေးတာပဲ။သူမရဲ့ fashion style ကိုလည်းကျွန်တော်ရမ်းကြိုက်တယ်။တစ်ခါတစ်ခါပေါ်လာတိုင်းသတိပြုမိစရာကောင်းတဲ့ဝတ်စုံနဲ့ရောက်လာတတ်တယ်။ကျွန်တော်တို့ဆိုရင်တကယ်ပဲသူမရောက်လာဖို့အတွက်ကိုမျှော်လင့်နေတတ်တဲ့အထိပါပဲ။ဘာလို့လဲဆိုတော့သူမဟာမူရင်းမြန်မာရင်ကျေးမှုနဲ့ခစ်သစ်ကိုတွဲပြတွဲဖက်ဖို့ပြတတ်လို့ပါ။ ီးပြည့်စုံတဲ့ဒီပုံစံတစ်ခုဖြစ်နေတယ်ဆိုအမြင်အာယုံအပေါ်မှာဆွဲမဲ့စေတဲ့ပဏံတင်တဲ့ဖန်တီးတီထွင်ထားတဲ့ဝတ်စုံတွေပါပဲဒါကသူမမစ်ဆူပရာနက်ရှင်နယ်အတွက်တာဝန်ယူမှုနဲ့စ조사မှုအများကြီးပေးထားတယ်ဆိုတာကိုပြသနေတယ်ဒါပေမဲ့ကျွန်တော်အနေနဲ့ဒီထက်ပိုပြီးနောက်ထပ်အနှဲငယ်ပုံမမြင်ချင်တာလေးတွေရှိပါသေးတယ်မကြခင်မှာ preliminary နဲ့ဒီထောက်မှာတဲ့ပြိုင်ပွဲတွေရှိမယ်ဆိုတော့မြန်မာအလှမယ်တွေနဲ့သူမရဲ့ဒီလက်ရှိသမိုင်း fashion သမိုင်းအရဆိုရင်တော့ထောက်မှာတဲ့ပြိုင်ပွဲကသူမအတွက်အကောင်းဆုံးအချိန်ဖြစ်နိုင်ပါတယ်ဒီအဲ့ဒီအခွင့်အလမ်းကို သူမယူပြီးသူမရဲ့အာသာချက်တွေကိုပြသနိုင်မယ်လို့ညွှန်လင်းပါတယ်ဆိုပြီးတော့ပြောသွား